ကျွန်တော်ရဲ့ YouTube က brother အားလုံးမင်္ဂလာပါကျွန်တော် YouTube ကိုပြစ်တာတော့တော်ကြာသွားပြီပေါ့နော်တော်တော်လေးကြာသွားပြီတလားလောင်ဖြစ်နေပြီပေါ့နော်ဗီဒီယိုအရှိတေမရိုက်ဖြစ်လားဆိုရိုက်ဖြစ်တယ်ကျွန်တော် TikTok ဘက်မှာပဲပို့ပြီးလုတ်ဖြစ်တယ်ပေါ့နော် short form content ကြာတော့ဒီဘက် YouTube မှာတင်နေဆိုရင်အဆင်မပြေဘူးဘာလို့လဲဆိုတော့ဒီ short form content တွေက YouTube မှာကြာတိတ်ပြီးတော့ကြည့်ရလေတိတ်မရှိဘူးပေါ့နော်နည်းနည်းလေးနဲတယ်ဒီ TikTok ဘက်မှာပဲပို့များတယ်ပေါ့နော်ဒါကြောင့်လဲကျွန်တော်ဒီ platform နဲ့တိတ်ပြီးအဆင်မပြေလို့ကျွန်တော်က ဟိုဘက်ကိုရောက်နေတာပေါ့နော်။ငါထားပါနေတော့ရှည်ဝိုင်း။ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောချင်တာပေါ့နော်အရက်ပူတယ်အရက်ပူတဲ့ညီကိုတွေအတွက်ပေါ့နော်ပြီးတော့ဒီလိုမျိုးဘက်ကီချင်းလေးတွေပြီးရင်လိုမျိုးဘက်ကီကလိုလေးတွေဝေးရတာသဘောကျတယ်အခုလို trend ဖြစ်နေတဲ့ဟာလေးကြိုက်တဲ့ညီကိုတွေအတွက်ကိုကျွန်တော် fashion တလေးတွေတော့ပြန်ပြီးတော့ sharing ပေးမယ်။ကဲစားလိုက်မယ်ပေါ့နော်ပထမအဦးဆုံးပြောချင်တာကျွန်တော်အင်ဂျင်နဲ့စာပြီးပြောမယ်ပေါ့နော် အင်ကြီးတွေကနည်းနည်းလေးဘက်ကီဖြစ်တဲ့ဟာဆိုရင် तू ကခါရှိတာများတယ်ပေါ့နော်အရင်တော့ဟာတွေပေါ့နော်ခုနောက်ပိုင်းကတော့နောက် crop တီးတွေဘာတွေပေါ်လာပြီဆိုတော့တိတ်တော့ short မရှိဘူးတကယ်လို့ကိုကဒီလိုမျိုးအင်ကြီးတွေပေါ့ပွားကြီးတွေဝေးရတယ်ကြိုက်တယ်အရက်ကနည်းနည်းလေးပုတ်နေတယ်ဆိုရင်တော့အင်ကြီးကိုဖြစ်နိုင် crop လောက်ရင်လောက်မလောက်ဘူးဆိုရင်ကျွန်တော်ဘောင်းမီတဲ့ထည့်ဝေတာဖြစ်ဖြစ်လောက်ပေါ့နော်ဒီခါတွေကိုထည့်ဝေတာကဘာလို့လဲဆိုတော့ तू ကကျွန်တော်ခြေထောက်ကိုပို့ပြီးတော့ပေါ်သွားတယ်ခါလိုင်းကိုပို့ပြီးပေါ်သွားတယ်ခြေထောက်ဆိုရင်လည်းပို့ပြီးရှည်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကိုယ့်ရဲ့အရက်ပူတဲ့ပုံစံဒီ ိုတိတ်ပြီးမပေါ်တော့ဘူးပေါ့เนาะဒါကြောင့်ကျွန်တော်အင်ဂျီကိုနည်းနည်းလေးအဲခါးလေးကိုထည့်ဝေခိုင်းနေ crop လို့ပြီးလို့ဝေခိုင်းတာပေါ့เนาะနောက်တစ်ခုကတော့ဘောင်းမီပေါ့เนาะအဲဒီလိုမျိုး buggy ဖြစ်တဲ့ဘောင်းမီလေးလေးဂျင်းဘောင်းမီအပွားဒီကဒီခါးကတော့တိတ် short မရှိဘူးအဆင်ပြေတယ်ကိုခါး size ဆိုရင်ရတယ်ဒါပေမဲ့အရှိကနည်းနည်းတိုင်ပတ်လိမ့်မယ်ရှိကနေနဲ့တိုင်ပတ်လိုက်မယ်။အော်ကျွန်တော်ရဲ့ဒီ personal ရပါတော့။ဘောင်းမီကအရင်ရှင်နေဆိုရင်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ဒီခောက်ဝက်တာပေါ့နော်။ခောက်ဝက်တယ်။ခောက်မွေးပါနဲ့ခောက်ဝက်တာကြီးကပြောရရင်မလှဘူးဗျ။အဲဘောင်းမီရဲ့ပုံစံကြီးနဲ့ပြက်တယ်။ အဲဘလူကြီးလည်းမတည်ပြမမိုက်ဘူးညကျွန်တော်ကခောက်ဝေတာလုံးဝမကြိုက်ဘူးတကယ်လို့အရင်ရှည်နေတယ်ဆိုရင်အောက်ကိုဖြတ်ပြလို့ရတယ်ကျွန်တော်ဒီတေလာဆိုင်နေအချုပ်ဆိုင်နေမှာဖြတ်လို့ရတယ်ကိုယ့်ရဲ့ခြေထောက်နဲ့တိုင်ပြီးတွတ်ဖြတ်ပါပေါ့နော်အဲတက်တက်ရဲလည်းဖြစ်တယ်ပို့ပြီးတော့ကြည့်လို့ကောင်းတယ်ကိုဘောင်းမီနေတော်တော်လေးအဆင်ပြေတယ်ပေါ့နော်တိတ်ပြီးတော့အရှင်နဲ့ပတ်သက်ပြီးတော့ short မရှိတော့ဘူးပြီးရင် online မှာဈေးဝယ်တဲ့အခါဒီ lunch တူမေးပေါ့နော်အာဒီ car site ကတော့ဘာမှမဖြစ်ဘူး car site ကတော့သူတို့မေးလိမ့်မယ်ဒါပေမဲ့ lunch ဘယ်လောက်ရှိလဲဆိုတော့ကိုမေးပြအောင်မေးကြပါအဲ့ဒါမှ ကိုခါကိုရဲ့ခါဆိုင်ကလန့်ရှဲကိုတွက်လို့ရမှာချိန်လို့ရမှာပေါ့နော်ဒါကြောင့်အရန်ရှင်နေနည်းနည်းတိုင်ပတ်လို့လေအဲဒါကြောင့်အရှိကိုသတိထားပါနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်ဖနှက်ဒီပေါ့နော်ဖနှက်ကလည်းကျွန်တော်အရေးပူတဲ့လူတွေကနည်းနည်းလေးအရေးကြီးတယ်ဟိုကျွန်တော်ဖြစ်ချင်တာကတော့ကျွန်တော်အမြဲပြောပါတယ်ဟိုဒီအရေးပူတဲ့လူတွေကနည်းခုံပါတဲ့ဖနှက်တွေဥမာ Adidas Samba တို့နောက်ပြီး Converse တို့အဲနောက်ပြီးပေါ်နေတဲ့လူငယ်တွေစီးနေကြတဲ့ speaker တို့ဘာလို့ကအရန်ခုံပါတယ်အောက်ကခုံပါတယ်ပေါ့နော် တို့ကနည်းနည်းတင်းဖြစ်တယ်ဗောနော်လုံးဝပပလေးဗျာတော်တော်တေးတေးလေးအဲ့လိုရှူးတွေတဲ့ဆိုင်အဲ့နည်းလေးခုံမြင့်တဲ့ဖက်နယ်လေးတွေဥမာအခုခစားနေတဲ့ new balance တွေဒီတဲရှူးလေးတွေကပြန်ပြီးခစားနေတာဟုတ်ဒါကြောင့်အဲ့ဒါလေးတွေဝင့်ကြည့်အဲ့ဒါလေးဆိုနေတော့တို့ရဲ့ခုံကတလက်မတလက်မခွဲလောက်ရှိတယ် အနူဘလန်နေဆိုရင်လေပြီးရင်ကျွန်တော်တို့အခုကျွန်တော်အမြဲဝင်နေကြဒေါက်တာမာတင်တို့ဆိုရင်လည်းခုံကအနေဆုံးတစ်လက်မလောက် ရှိတယ်။နောက်ပြီး F1 ပုံစံမျိုးလေးတွေအဲ့လိုမျိုးခုံမြင့်မြင့်လေးတွေဟာကိုအဲရွေးပေါ့နော်။အဲ့ဒါကပိုမိုက်တယ်။ဘာလို့လဲဆိုတော့ကိုယ့်အရက်ကိုတစ်လက်မတစ်လက်မကွာလောက်ရှိလာရဆိုတော့နဲတာမှမဟုတ်တာနော်။ဒီဖနက်ကပဲလှုပ်ပေးနိုင်တာလေအခြားဟာတဲ့စားရ။ဒါကြောင့်ဖနက်တွေရွေးတဲ့အခါမှာအခုမျိုးခုံမြင့်တဲ့ဟာတွေအဆိုးထူတဲ့ဟာတွေကိုရွေးပါလို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့။ဒါကြပြောနည်းနည်းများပါရဲ့ချင်တယ်။ အာဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်ပြီးတွေ့ကြပါသေးတယ်အကျွန်တော်လည်းအခုနောက်ပိုင်းအလုပ်လေးနည်းနည်းလေးရှုပ်နေလို့ပါအဲ့လိုပဲပြောရမှာပဲရှုပ်နေတာနဲ့ကျွန်တော်ဒီဘက်ကိုမရောက်ဖြစ်တာပါနောက်တဲ့ content တွေအများကြီးလုပ်ပေးပါအောင်မယ်ကျွန်တော်လုပ်ချင်ပါသေးတယ် YouTube ကကျွန်တော်ရဲ့အိမ်မက်တစ်ခုပေါ့နော် YouTuber ကကျွန်တော်ရဲ့အိမ်မက်တစ်ခုပါဒါပေမဲ့ YouTube ဘက်ကိုကျွန်တော်ရောက်မလာပါဘူးဝါဒီကိစ္စလုပ်နေရလို့ပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှပြန်တွေ့ပါမယ်